မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမေတဘာဝဘေးရနေကင်ဝင်းရေးစစ်ကောင်စီဌာနဆိုင်ရာများငါးလှုပ်ပင်းရွတ်တဲ့အကြောင်းတင်ဆက်ပေးပါမေအင်အားပြင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်နံပါတ်နီကြားမှာစစ်ကောင်စီလောက်ခံဖွဲ့ရီကဇီဝိတဌာနငါးလှုပ်ပွဲရီပြုလုပ်နေပြီးတဘာဝဘေးရနေများမှာကင်ဝင်းရေးအတွက်လို့ဆိုပြီးပင်းရွတ်ပွဲများကိုလည်းတပြိုင်တည်းပြုလုပ်နေကြောင်းသိရပါရယ် စစ်ကောင်စီကနေပြည်တော်ကောင်စီဥက္ကဋ္ဌရန်ကုန်မန္တလေးဘက်ကမကွေးကရကရင်နီကရင်ရှမ်းနဲ့အရာရီစားတဲ့တိုင်းနယ်ပြည်နယ်ဝင်ကြီးချုပ်တွေကအပြည်လာရှိရနေတဲ့ကိုရည်နီတို့မှာငါးလူပွဲရင်ဦးဆောင်ပြုလုပ်ခဲ့ပြီးတချို့ကပြည်ညွတ်ပွဲကိုဆက်လက်တက်ရောက်ခဲ့ကြောင်းစစ်ကောင်စီထိန်ချုပ် MRTB ရဲ့သတင်းဖော်ပြချက်ဒီမှာတွင်ရပါတယ်။ငါးလူပွဲကိုမနက်ပိုင်းနေ့လယ်ပိုင်းတို့မှာပြုလုပ်ခဲ့ကြပြီးတဘာဝပြည်အနေအများကင်းဝေးရင်အနေကင်းပြည်ညွတ်ပွဲကိုအပြည်လာရှိရနေညာရှင်နိုင်မှာစတင်ပြီးတချိန်နဲ့တပြိုင်နက်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ရှမ်းကုန်မန္တလေးနဲ့နေပြည် တော်ရှိဖရဲနဲ့အကြောင်းတိုင်များမျိုးနဲ့အတီးတီးတို့မှပြုလုပ်တဲ့ပရဲရွတ်ပွဲတွေအပြင်နေပြည်တော်ရှိသာသနာ့ရေးနေရှင်ကျေးမှုဝင်ကြီးဌာနမှလည်းပရဲရွတ်ပွဲပြုလုပ်ပြီးစစ်ကောင်စီကသာသနာ့ရေးဝင်ကြီးတက်ရောက်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်မကွေတိုင်းမှာလည်းမကွေမြို့ပေါ်ရှိစီရီကျောင်းတိုင်ပါဝင်ခရိုင်နဲ့မြို့နယ်အဆင့်စစ်ကောင်စီရဲ့ဌာနဆိုင်ရာရှုံးတီတီမှအနေကင်းယတနာတုပ်ပြီးတရားတော်ကိုရွတ်ဖတ်ခဲ့ကြကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အဆိုပါပရဲရွတ်ဖတ်မှုတွေကို AP လာရှိရနေ့မှ16ရက်နေ့ထိ9ရက်တိုင်တိုင်းနေ့စဉ်ည9နာရီကစပြီးကိုကောက် RTD တပြိုင်တည်းရုတ်ဖတ်သွားကြဖို့စီစဉ်ထားကြောင်းလည်းသိရပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့ကမန္တလေးမြို့ကိုဗဟိုပြုလုပ်ခတ်ခဲ့တဲ့အင်အားရစ်တာစကေ9.8အဆင့်အင်အားပြင်းကလင်းကြောင့်နေပြည်တော်စကိုင်းပဲခူးမကွေးမန္တလေးနဲ့ရှမ်းစရိုင်ဒေသတွေမှာပျက်စီးဆုံးရှုံးမှုနဲ့ထိခိုက်ဒေဆုံးမှုတွေကြီးမားခဲ့ပါတယ်။ စစ်တောင်စီကငလင်ပင်ပါဝင်တဘာဝပင်ရည်ကျူတင်ကာကွယ်ရေးနဲ့အရှိပေါ်ရှာဖွေကယ်ဆယ်များမလုံနိုင်ခဲ့ကြောင်းဘေးတင့်သူတွေကဝေဖန်ပါတယ်ပရင်ရွနေတဲ့တရင်ဒီကျမတို့တွေ့ပါတယ်ဘာသာရေးယုံကြည်ကတပိုင်းတဘာဝပင်ရတပိုင်းမှာလက်တွေ့ကြတဲ့ကျူတင်ကာကွယ်မှုကပဲအလုပ်ဖြစ်မှာပါလို့မန္တလေးမြို့မှာငလင်ပင်တင့်ဒေသခံတအုပ်ကပြောပါတယ်စကိုင်းပြည်ရင်းကနောက်ဆက်တွဲငလင်များဆက်လက်လုံနေသလိုငလင်ပင်အနေနဲ့ဆက်လက်တတိပြုနေထိုင်ဖို့တတိပေးမှုတွေလည်းရှိပါတယ်စကိုင်းပြည်ရင်းရဲ့တောင်ဘက်ပိုင်းဖြစ်တဲ့ပဲခူးပြည်ရင်းလှူရှာပါကရှန်ကုန်မြို့နဲ့တတိပြုဖို့ပညာ ရှင်တွေကတတိပီးနေပါတယ်။ဒါပေမဲ့စစ်ကောင်စီကငလင်ပင်းကြိုတင်ကာကွယ်အစီအမံများလှုပ်ဆောင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။အင်အားဖြင့်ငလင်ကြောင့်နေပြီးတော့ရှိစစ်ကောင်စီရဲ့ဝင်ကြီးဌာနချုပ်များဝန်ထမ်းအရာများပြင်ငလင်တန်တဲ့အထေသရရှိဒေသခံပြည်သူတွေရဲ့နေအိမ်အဆောက်များပျက်စီးဆုံးရှုံးမှုတွေများပြားနေချိန်မှာတဘာဝပင်းအနေနဲ့မှာကင်းဝေးစဉ်စစ်ကောင်စီရဲ့ဌာနဆိုင်ရာရှုံးများမှာဖျင်းရပ်ဖတ်မှုတွေပြုလုပ်နေခြင်းဖြစ်ပါတယ်။ မလ28ရက်ကငလင်ကြောင်ဤပြည်လာ9ရက်နေ့ထိသေဆုံးသူ3600ကျော်တန်ရာရသူ9000ကျော်နဲ့ပျောက်ဆုံးနေသူ140ကျော်ရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဆလပ်ပြီးငါဖျားတကူးထွားတယ်ဆိုရဲဆောင်းပါတင်ဆက်ပေးပါမယ်။ပြင်းထန်ငလင်တန်ဖြစ်ပွားပြီးရပိုင်းတွင်စစ်ကောင်စာပို့ချုပ်မှုကြီးမြောင်လိုက်နေပြည်တော်မှာတူတီထားတဲ့မာရာဝီစီယာဖျားကိုမဆိုင်မတွာသွားကြည့်ရင်2021ခုနှစ်ကတိစားပီစီခဲ့တဲ့ထိုင်တော်မူအဲ့ဒီဖျားကငလင်တန်ကိုကောင်းစွာခံနိုင်ပြီးပြက်စီးမှုလုံးဝမရှိခဲ့ကြောင်းစစ်ကောင်စာကကုန်ဖော်ပြောဆိုလိုက်ပါတယ်။ ခိုင်နှောင်မှုရုပ်ပွားတော့ပျက်စီးခြင်းမရှိတော့လဲရှင်ပြင်းတော့ကန္နာကူရီတိုင်ပလန်များအနေငယ်သာထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်ခိုင်နှောင်မှုရုပ်ပွားတော့ထိခိုက်ပျက်စီးမှုမရှိခြင်းကအစတင်တိဆောက်ချိန်မှာငလင်ပညာရှင်များနဲ့ခင်မီနီးပညာများနဲ့စနစ်တကျတိဆောက်ခဲ့တာကြောင့်လို့စစ်ကောင်းဆောင်ကကြွားလုံးထုတ်ပါတယ်ငလင်တန်ခန်းစားခဲ့ရတဲ့ပြည်သူတွေကိုတွေးဆောင်ရမယ်စာသူတီထားတဲ့ဖရာကိုအပြေးသွားကြည့်ခဲ့တော့လဲသူ့ရဲ့ဆရာအာနာရှင်ဟောင်းပုတ်ကြုံမူကြီးတန်းရွှေတီထားခဲ့တဲ့ရွှေတကုံပုံတူစီတီတော့ဥပါဒတန်နီစီတီတော့ကိုချေဦးတော်မလဲခဲ့ပါဘူးသာသနာရေးနေရ င်ကြီးမှုပြည်တော်စုဝင်ကြီးကိုသာတွားကြည့်စေခဲ့ပါရယ်နေပြည်တော်မြို့နယ်အတူ2009ခုနှစ်မှာတည်ခဲ့တဲ့ဥပဒါတန်းဒီစီတော်ကြီးက16နှစ်ခန့်တတ်တမ်းရှိပြီးဖြစ်ပြီးမာရဝိဇ္ဇယာတတ်တမ်းကရှင်ထက်တတ်တမ်းရှင်ပါရယ်အဲ့ဒီတတ်တမ်းနဲ့အတူပြင်းထန်ကလေးကြောင့်ပျက်စီးမှုလည်းပုံများခဲ့ပါရယ်ငလင်တန်းကြောင့်ဥပဒါတန်းဒီစီတော်ကလိုင်ကိုအတွင်းပြင်စိန်တောင်းဒက်လီကတကွန်တိုင်းကြံကင်းနဲ့ကြောက်စစ်လက်ရများမင်းတောက်တိုင်းများရှင်ပြင်းတော်ကြောက်ပြားများကွက်အပ်ခြင်းရှောက်လန်းစားတဲ့နေရာများအများစုပြင်ဆင်ခဲ့ပါရယ် အဲ့လိုနေရာများပြပြက်စီခဲ့တာကိုမင်းအောင်လိုင်းကသွားမကြည့်ပဲသူတီထားတဲ့ဖခင်ပါမမဖြစ်ကြောင်းဂုံဖော်ပြောခြင်းဟာတနည်းအားဖြင့်အာနာရှင်အချင်းချင်းတကွက်ကြောခဲ့ခြင်းဖြစ်ပါတယ်သူတီမဟုတ်စစ်ကောင်းဆောင်တင်တဲ့အဟောင်းကြားဂုံတုဂုံပြိုင်ဆိုင်မှုကဖခင်နဲ့ပါလိုက်ပြိုင်နေကြတယ်လို့ဆိုရမှာဖြစ်ပါတယ်ပြက်စီမှုများခဲ့တဲ့ဥပ္ပါဒတန်နီစီရောကိုဦးတန်းရွှေသွားခြင်းချင်းရှိမရှိကိုတော့မသိရပါဘူးတကယ်တော့သူတို့နောက်ကဆရာတပည့်တွေဖြစ်ကြပါတယ်၂၀၁၁ခုနှစ်ကခန့်အပ်လွှဲပြီးလို့သာမင်းအောင်လိုင်းတက်မတော်ကာကွယ်ဦးစီးချုပ်ဖြစ်လာတာဖြစ်ပါတယ် အခုမှတော့ဦးတန်းရွှေတီနဲ့ဖခင်ငလင်တန်းကြောင့်ပျက်စီးခြင်းစစ်ကောင်းဆောင်မင်းအောင်လိုက်သွားမကြည့်ခင်ချင်းကအဲ့ဒီအာနာရှင်နဲ့ဦးသားအာဂါရကြောင့်လားဆိုတာတွေးဆစရာရှိပါတယ်။ဒါအပြင်ဦးတန်းရွှေရဲ့တမတ်ဖြစ်သူဒေါက်တာနီစိုးမောင်ကိုမင်းအောင်လိုက်ကဖမ်းဆီးခဲ့ခြင်းကလည်းအကြောင်းတရားတစ်ခုဖြစ်ပါဝင်ပါလိမ့်မယ်။မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစောမြင့်မောင်ကွယ်လွန်ခြင်းအတွက်နောင်ဘဝမှာလူဖြစ်ခဲ့ရင်လွတ်လပ်တရားမျှတပြီးလူကိုလူလိုဆက်ဆံတဲ့နိုင်ငံမှာလူပြန်ဖြစ်ပြီး လူသားရင်းရဲ့အကျိုးကိုဆက်လက်တည်ပိုးနိုင်ပါစေဆရာလို့ဒေါက်တာနေစိုးမောင်ကသူ့ရဲ့လူမှုကွန်ရက်မှာ2024ခုနှစ်အောက်တိုဘာလမှာဝန်ထမ်းကြောင်ရှိတာခဲ့ပါတယ်။အဲဒီစာသားနဲ့ပို့ဆောင်မှာ Facebook သုံးဆွဲသူတန်းကစစ်ကောင်စာမင်းအွန်လိုင်းကိုဦးတန်းရှင်မှထိမ့်သိမ်းပြီးပုံမှန်ချက်ပြုခဲ့တယ်။ဒီမှတ်ချက်ကိုဒေါက်တာမီစိုးမောင်ကကျွဲပါဆောင်တီကိုမွေးတဲ့မြောက်ကိုပြန်ချောင်းစကလုံးနဲ့တုံ့ပြန်ခဲ့တယ်။ဒီလိုတုံ့ပြန်ပြီးမှကြာမီဒေါက်တာနေစိုးမောင်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့ခြင်းဖြစ်တဲ့စစ်ကောင်စာမင်းအွန်လိုင်းကိုပုတ်ခတ်ရှိတာမှုကြောင့်ဖမ်းဆီးလိုက်ခြင်းဖြစ်တယ်လို့နားလည်ရပါတယ်။ အာနာရှင်ဟောင်းဦးနေဝင်းရဲ့မြေးတွေကိုလည်းအာနာရှင်ဦးတန်းရွှေကနိုင်ငံတော်ပုံကံမှုနဲ့ဖမ်းဆီးခဲ့တဲ့ဖြစ်ရပ်တွေရှိတာကြောင့်အဲ့ဒီဖြစ်စဉ်တွေကဝန်လေချင်းလို့သာဆိုရမှာဖြစ်ပါတယ်။ဖျားတည်ရဲ့စစ်ကောင်ဆောင်တွေကလက်စားချေခြင်းကိုလက်မညှို့စွာပြုလုပ်နေကြခြင်းကလည်းတရားရစရာပါပဲ။ဆရာတပည့်ဖြစ်ခဲ့သူကိုဆက်ဆံရေးကိုတရုတ်နိုင်ငံသားယူဝန်ကြီးနေပြည်တော်လာရောက်တဲ့အချိန်ဆက်ဆံရေးကိုလည်းအကဲခတ်နိုင်ပါတယ်။2024ခုနှစ်အောက်တိုဘာလတွင်ကတရုတ်နိုင်ငံသားယူဝန်ကြီးဝန်ကြီးနေပြည်တော်ကိုလာပြီးဦးတန်းရွှေနဲ့တွေ့ဆုံခဲ့တယ်။အဲ့ဒီအချိန်ကရှမ်းမြောက်မှာနာမည်ကြီး 2029စစ်စင်ရေးစတင်ပြီးရနောက်အရှိမြောက်ပိုင်းစစ်ဌာနချုပ်ပါစစ်ကောင်စီဘက်ကလက်လွတ်လိုက်ရခြင်းလည်းဖြစ်တဲ့တက်စကန်များစွာနဲ့တိုင်းစစ်ဌာနချုပ်ကြီးလက်လွတ်လိုက်ရတာကြောင့်မင်းအောင်လိုက်ပေါ်တက်တွင်းထောက်ခံမှုတည်တည်တတ်တတ်ချဆင်းနေခြင်းလည်းဖြစ်တဲ့အဲ့ဒီတွေးဆောင်မှုပြီးဒေါက်တာနီဆိုမှာဖမ်းဆီးခံရခြင်းဖြစ်ပေါ်ခဲ့တယ်မြန်မာနိုင်ငံမှာအာနာရှင်အဆက်ဆက်ဖျားများတည်ခဲ့ကြတယ် ဥနေဝင်းကရှန်ကုံမှာမဟာဝိဇယဥတန်းရွှေကရှန်ကုံမှာဆွေတော်မြတ်စီဒီနဲ့နေပြည်တော်မှာရွှေကုံပုံတူဥပပါဒတန်းနိစီဒီတော်မင်းအောင်လိုင်းကမာရဝိဇယ88ဒီမိုကရေစီလှှရှားမှုမှာတောင်းသားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ရမှာနာမည်ကြီးသူပို့ချုပ်ခင်ညွတ်ကအင်းစိန်မှာကြောက်တော်ကြီးဖရာစတဲ့ဖရာတွေကိုတင်ခဲ့ကြပါတယ်အာနာသိမ့်နိုင်ဖရာတင်ရမယ်လူစစ်ကောင်းဆောင်ဒီမှာအတွေးများရှိခဲ့ကြသလားလို့တောင်ထင်ရပါတယ်ဒါမှမဟုတ်အပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်ပြီးရနောက်ဖရာတိုင်လိုက်ရင်အခုသူများကင်းစင်ပြောက်ွယ်သွားလိမ့်မလားဆိုတဲ့အတွေးတွေတောင်ဖြစ်ခဲ့သလားလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။အာနာရှင်များဖျားတည်ခြင်းတူညီတဲ့အပြင်ဘေးဒင်းရတရားတွေကရှုံချီမှုလိုခဲ့ခြင်းကလည်းတူပါတယ်။သူတို့ကိုယ်တိုင်တော့မှသာသနာပြုမင်းလို့သွေးနှစ်ထင်ရောက်ခြင်းကလည်းတူတယ်။ဒါအပြင်ပြည်သူကိုရရက်ဆက်ဆက်တပ်ဖြတ်မှုတွေကလည်းတူကြပါတယ်။အားလုံးတူကြပြီးမြအချင်းချင်းတော့မတင်ကြ။တတွင်နမည်ကြီးရဲ့ဖြုတ်ထုတ်သက်လမ်းစဉ်ချင်းတောင်းပြီးသူတို့အာနာထိပါမယ့်အရှိန်ရောင်တွေ့ပါကဆရာတပည့်ရင်းနေတော့မှမရှောင်နှိတ်ကွတ်တက်ကြတာကအစင်နာဖြစ်ပါတယ်။ တို့ချင်းချင်းအောင်လက်စားချင်းချင်းကိုလက်မြင့်စွာပြုလုပ်နေရဆိုရင်တို့ကိုစန့်ကျင်တဲ့လူပုံကိုယ်တွေကဘလောက်မှရက်ဆက်မလဲဆိုတာကိုတွေးကြည့်နိုင်ပါတယ်။ငလင်ကပ်ဘေးကြီးကြောင့်နေချင်းပြည်သူကိုပုံကျက် တက်ပြတ်မှုတွေရမသွားခြင်းကအတားရကပဲဖြစ်ပါတယ်။ပြင်းထန်ငလင်ကြောင့်နေပြည်တော်မှာစင်ယုံကျုပ်ပါဝင်ကြီးဌာနများဝန်ထမ်းအင်အားများနဲ့လွှတ်တော်အဆောက်အအုံများပြုကြပြင်ဆင်ကြရပါတယ်။အဲ့လိုပြင်ဆင်မှုတွေအတွက်တိစောက်ခဲ့တဲ့ကုမ္ပဏီတွေကိုအရေးယူသွားမယ်လို့စစ်ကောင်ဆောင်ကပြောပြန်ပါတယ်။ဒီလိုဆိုရင်ဦးတန်းရွှေလက်ထက်ကတိစောက်ခဲ့တဲ့နေပြည်တော်မှာစောင့်လုပ်ရေးကုမ္ပဏီတွေကိုအရေးယူရမှာဖြစ် ြစ်တဲ့နေပြည်တော်မြို့ဒီစင်က project တွေရခဲ့တဲ့ကုမ္ပဏီ25ခုခန့်က crony နေဖြစ်တဲ့အဲ့ဒီ crony တွေအကုန်မဟုတ်တောင်မှတချို့ကမာရဝိစီယာဖေယာတည်တဲ့အချိန်ကလည်းအလူငွေများထည့်ဝင်ခဲ့သေးတဲ့စိတ်ပါသဖြင့်တည်နေဆိုတာထက်ခရိုနီတွေကိုနေပြီးတော့ခေါ်ပြီးအလူငွေထည့်ခိုင်းခြင်းဖြစ်တဲ့ဖေယာတည်ပြီးနောက်တကြီးဖေယာရွာသားကောင်မှုလုပ်ခဲ့တာဖြစ်တဲ့ အာနာရှင်တို့မြည်သည်သူတို့လုတာတာအကောင်းဆုံးမှန်နေလို့ထင်တလုံးနဲ့အတ္တကြီးကြတယ်ဒီစိတ်ကအာနာရှင်မဖြစ်မီကလေးကစိတ်တသိမ့်တွင်ကိန်းအောင်နေခင်ဟန်တူတယ်ရှာဒူအာနာရရှိချိန်မှာဒီစိတ်ကပွင့်ထွက်လာပြီးလုချင်နာရီကိုအတ္တကြီးကြီးနဲ့အကောင့်ထင်ဖော်ပါတော့တယ်ရှာဒူအာနာမရရှိပါကမတရားလူယူတတ်တယ်လူယူထားတဲ့ရှာဒူအာနာကိုလည်းဆွန့်လွတ်ဖို့ဝင်လိတတ်တယ်အာနာရှင်များတတ်ဆိုးရှိစေတဲ့နောက်ထပ်အကြောင်းတရားကတော့အနေအစားချောင်စေဖို့မြောက်ပင်ပြောဆိုသူဖွဲ့စည်းပြီးကြောင်းဖြစ်တယ်တိရကုစီရတော့အရှင်ညာနေတရကမာနဝိစီယဖျားဟာထိုင်တော်မူရှုပ်ပွားတော်များမှာ ်မြေတိဘုရားများနဲ့မတူပဲပြုံးတော်မူနေတယ်လို့လူသိရှင်ကြားမြောက်ပင်ပြောဆိုခဲ့တယ်။ဗုဒ္ဓဘာသာအများစုဖြစ်တဲ့နိုင်ငံမှာဖုံးတကူအထိုင်လျောက်ရှိနေတဲ့ဒီကူစီရတော့ကဒီလိုပြောဆိုခြင်းကိုစစ်ကောင်ဆောင်သဘောခွေမှာတော့အမှန်အဲ့ဒီအချိန်တုန်းကစစ်ကောင်ဆောင်မြန်အောင်လိုင်းကပြည်သူတွေကို ဖမ်းဆီးတပ်ဖြတ်တိုင်းရင်းသားဒေသတွေမှာပုံကျဲတိုက်ခိုက်နေခြင်းလည်းဖြစ်တယ်။အာနာရှင်သက်ဆိုးရှေပါကငါသားသမီးငါမိသားစုငါလူငါအဖွဲစတဲ့အတ္တများကြီးစိုးကသူနည်းစန့်ခြင်းဝေဖန်ထောက်ပြသူတွေကိုရရဆက်ဆက်တပ်ဖြတ်နေဦးမှာဖြစ်ပါတယ်။ရုပ်အစွာဆုံးဖိယမများပေါ်လွင်တဲ့ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်မှာငါတင်းရဲ့ဖိယသားအကောင်းဆုံးဆိုတဲ့အတ္တကိုထပ်မံမြင်တွေ့ရအောင်မှာဖြစ်တယ်လို့ရှင်းသားထားတာကိုတင်ဆက်ပြလိုက်ရပါရဲ့ရှင်။